BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။ဒီဇင်ဘာလ9ရက် တနင်္ဂနွေညချမ်း BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်အထဲအမေရိကန်သမ္မတထရမ့်ရဲ့အမျိုးသားလုံခြုံရေးဗျူဟာသစ်ကိုရုရှားကကျိုးဆိုလိုက်တဲ့ကြောင်းပြင်စစ်ကောင်စီပတ်လည်ယူထားတဲ့နေရာတွေအထိပေါ့နော်တော်လိုင်းတက်တရားပြန်တိုက်လာရင်တော့ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်မဲ့အနေအထားမျိုးရှိတယ်ထိတွေ့တိုက်ပွဲတွေဖြစ်တိုင်းလဲ TNL ပေါ်မှာတော့ဖိအားကြီးကြီးမားမားသွားပြီးတက်ရောက်မှုရှိနိုင်မယ်လို့တော့ကျွန်တော်တို့ကတော့ယူဆတယ် မိုးကုတ်နဲ့မိုးမိန်မှာနေ့စဉ်နှိပါတိုက်ပွဲတွေဖြစ်နေတဲ့ကြောင်းနဲ့မင်းလက်ပံချီနေစိုးရင်ရတဲ့ဆိုပြီး KNU ထုတ်ပြန်တဲ့ကြောင်းတွေတင်ဆက်ပေးမှာပါဒီညအစည်းအဝေးကိုကျွန်တော်ပူပူကတင်ဆက်ပေးထားပါတယ်ကင်းပြည်နယ်မြရီမြို့နယ်တဲကကော်တုလေတက်မတော် KTL လှုပ်ရှားတဲ့ရွာနာကိုစစ်တပ်ရဲ့အသေးခံ drone ကြီးကြောက်ပောက်ကွဲတယ်ဆိုပြီး KTL ဘက်ကပြောပါတယ် ဒီတိုက်ခိုက်မှုဟာ KTL ရဲ့စစ်ဦးစီးချုပ်စောနယ်ဒါမြပါရမော်တာစမ်းသပ်မောင်းနှင်မှုနဲ့သက်ဆိုင်နိုင်တယ်ဆိုပြီး KTL ကသုံးသပ်ပါတယ်။ KTL ပြောတဲ့ပြက်ကျခဲ့တဲ့ဆိုတဲ့ drone တွေဟာစစ်တပ်ရဲ့အသေးခံ drone တွေလားဆိုတာကိုတော့ BBC ကတိကျတည်မပြုနိုင်ပါဘူး။တခါကင်းပြင်းနယ်မြဝတီမြို့ထိုင်းမြန်မာခစ်ကြီးရေးအမှတ်၁ဒရနာမှာ drone နဲ့ချတဲ့ဘုံတလုံးမင်းညကကြက်ရောက်ပောက်ကွဲတယ်လို့လဲမြရီမြို့ကန်တွေကပြောပါတယ် မြောက်ဒီကိုစစ်ကွန်ရှင်တက်ထိန်ချုပ်ထားပြီးကရင်လေကြားဆောင်တက်ပြင်ရင်းချမ်းရေးယူထားတဲ့တခြားကရင်ဖွဲ့တွေလည်းဆက်စပ်ရေးယုံနေဖွင့်ထားပါတယ်။ဒါပေမဲ့ drone နဲ့ဘုံချတာကိုတော့ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာမသိရသေးပါဘူး။အနောက်အာဖရိကကဘီနင်းနိုင်ငံမှာ အာနာသိမ့်ဖို့ကြိုးစားတာကို ဆိုရကဒါစီလိုက်ပါတယ်။သမရပေထရီစတဲလန်ကိုဖယ်ရှားလိုက်ပြီး ဆိုပြီးစစ်သားတွေကဆိုးရရုပ်တံကနေ ခင်ညာပြီးတဲ့နောက် အစိုးရသက်ဆိုင်ရာတတိကပြန်ထိန်ချုပ်နိုင်ခဲ့ပြီဆိုပြီးပြည်ထရေးဝန်ကြီးအလက်ဆန်ဆေးတို့ကရုပ်သံကနေပြောကြားခဲ့ပါတယ်။ပြီးနေကို မတည်ငြိမ်အောင်လှုပ်လို့တဲ့စစ်သားအုပ်စုတစုသာဖြစ်ကြောင်းလဲမစ္စတာဆေးတို့ကပြောပါတယ်။သမရတယ်လန်ဘေကင်ဘီပြင်သစ်သံယုံထဲမှာရှိတယ်လို့သိရပါတယ်။သမရအိမ်တော်သွားတဲ့လမ်းတွေကိုတော့စစ်သားတွေကပိတ်ဆို့ထားပါတယ်။ အမေရိကန်သမ္မတထရမ့်ရဲ့အမျိုးသားလုံခြုံရေးဗျူဟာသစ်ကိုရုရှားကကြိုဆိုခဲ့ပါတယ်။အရင်ဘက်ကထုတ်ပြန်ခဲ့တဲ့ဒီဗျူဟာသစ်ဟာရုရှားရဲ့အမြင်နဲ့အများကြီးကိုက်ညီတယ်လို့လည်းဆိုပါတယ်။ယူကရိန်းကိစ္စကိုပြေလည်အောင်ပူးပေါင်းလှုပ်ဆောင်နိုင်ဖို့အမေရိကန်ရဲ့မူဝါဒပြောင်းလဲတွေကအာမခံမယ်လို့မျှော်လင့်ကြောင်းလေရုရှားဆိုရပြောခွင့်ရဒီမီထရီပက်စကော့ဖ်ကပြောကြားပါတယ်။အမေရိကန်ရဲ့ရုရှားတရုတ်နဲ့ကျန်းဘက်ဝါဒပေါ်ထားတဲ့ တမယိုကျအယုံဆိုင်မှုကနေခွာပြီးတော့လက်တင်အမေရိကန်နဲ့ကရီဘီယံဒေသတွေကို ပိုပြီးအယုံဆိုင်လာတာကိုလည်းဒီလုံခြုံရေးဗျူဟာတစ်ကပြနေပါတယ်အိန္ဒိယနိုင်ငံကဂိုဝါမှာမရိညာကကာပွဲယုံမီလောင်မှုမှာနေဆုံး25ရောက်သေဆုံးခဲ့တဲ့အတွက်စုံစမ်းစစ်ဆေးနေပါတယ်။ကာပွဲယုံမီဘိုတွေကကက်ဆိုးပေါက်လို့မီလောင်တာဆိုပြီးရဲကကနဦးပြောကြားခဲ့ပါတယ်။ ်ပထမအတက်ကအကဖျော်ပြီးပွဲအတွင်းမီရှူမီပန်ဖောက်တာကနေလောင်တယ်လို့လည်းမျက်မြင်သက်သေချို့ကပြောပါတယ်ဝင်းဒန်း14ရောက်နဲ့ကဘာလက်ခီးသွား4ရောက်သေဆုံးရောင်းလဲရဲကပြောပါတယ်ကျန်တဲ့ရုပ်လောင်းတွေကိုတော့အတီးပြုတ်ခွဲခြားဖို့လိုနေပါတယ်ဒီကဝဲယုံကို ခွင့်ပြုမိတ်မပါပဲစောက်ခဲ့တယ်လို့လည်းဒေတာအာနာပိုင်းကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်မှာမိနစ်3က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတွင်တေဆုံးသူ114ယောက်ရဲ့ရုပ်ကြွင်းတွေကိုမြုပ်ထားတယ်လို့ယူဆတဲ့သင်္ချိုင်းမြေပုံကိုရဲကစတင်တူဖော်နေပါပြီ။ဒါကာက ရေယာဘဇာသင်္ချိုင်းထဲမှာမြုပ်ထားသူတွေရဲ့နာမည်ကိုဖော်နိုင်ဖို့လုပ်ငန်းစဉ်ကိုလည်းကုလသမဂ္ဂကထောက်ပံ့ခဲ့ပါတယ်။ပန်ရှင်မဲ့ရုပ်လောင်းတွေကိုစေရနာဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကမနေ့ဇူလိုင်နဲ့ဩဂုတ်လတွေမှာမြှုပ်နှံပေးခဲ့တာပါ။ ဝင်းကျုပ်ရှိခါစီနာ အာနာကိုဖတ်တွေ့ဖို့ကြိုးစားခဲ့ချိန်တွင် လုံခြုံရေးတပ်တည်ရဲ့သက်ဖြတ်မှုကြောင့်လူ1400ထိသေဆုံးကြောင်းလည်းကုလသမဂ္ဂကပြောဆိုပါရယ်။အရင်လတုန်းကလူ160နီးပါးသေဆုံးခဲ့တဲ့တိုက်ခန်းတွေမီးလောင်မှုကြီးနောက်ပိုင်းစိတ်ဆိုးဒေါသထွက်နေရတဲ့ဟောင်ကောင်မှာမဲပေးပွဲတွေစတင်နေပါပြီ။လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကမဲထွက်ပေးရမှာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာပြည်မာကြီးဘတ်တော်သားဟောင်ကောင် အာဏာပိုင်တွေပေါ်ယုံကြည်မှုရှိမရှိစမ်းသပ်တဲ့ပွဲဆိုပြီးလူများပြကယူဆကြပါတယ်။ဥပဒေပြုကောင်စီရဲ့အမတ်နေရာ60တဲက20ကိုပဲဓာတ်ရိုက်ရွေးကောက်တွေ့ပွဲဖြစ်ပေမဲ့လည်းအာဏာပိုင်တွေကလူတွေကိုမဲထွက်ပေးဖို့တောင်းဆိုထားပါတယ်။ကိုယ်စလဲလောင်းတွေကိုလည်းတင်းတင်းကြပ်ကြပ်စီစစ်ထားပါတယ်။ စနေနေ့တုန်းကတရုတ်ဂျက်တိုက်လေယာဉ်တွေရဲ့ရေဒါတွေကဂျပန်စစ်လေယာဉ်တွေဘက်ကိုနှစ်ကြိမ်တိုင်တိုင်ဥတီပြစ်မှတ်ထားခဲ့လို့အလွန်စိတ်ပျက်စရာဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်တစ်ကပြောကြားခဲ့ပါတယ်။ဒီလို NDA များတဲ့လောက်ရမျိုးထပ်မဖြစ်အောင်ကာကွယ်ဖို့လေဆန္ဒအီတကိုက်ချီကတောက်ဆိုခဲ့ပါတယ်။အိုကီနာဝါချွန်ရှိတောင်ဘက်နိုင်ငံတကာရေပိုင်းနဲ့ထင်မှဖြစ်ပွားခဲ့တာပါတရုတ်ရေထက်ကတော့ဂျပန်ရဲ့ပြောဆိုချက်ကိုညှင်းဆိုပါတယ် ဂျပန်လီယင်ကသူတို့နဲ့ရောက်လာပြီးလေကင်းမှုတွေကိုနှောက်ယှက်ကြောင်းတရုတ်ဘက်ကပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်တော်ရရှိမြက်မြမန္တလေးတိုင်းမိုးကုံနဲ့ရှမ်းပြည်နယ်ကမိုးမိတ်မြို့တွေကိုနိုဝင်ဘာလကုန်ပိုင်းမှာစစ်တပ်ကပြန်ဝင်ပြီးနောက်ပိုင်း ထော်လန်ရေးပူပေါင်းဖွဲ့တွေနဲ့နေစဉ်နှီးပါတိုက်ပွဲတွေဖြစ်နေတဲ့ဆိုပြီး NUG ကနေထုတ်ပြန်ပါတယ်စစ်တပ်ကလည်းလေချောင်းကနေဆက်ပြီးတော့တိုက်ခိုက်နေလို့စစ်ရှောင်ပြည်သူတွေသေဆုံးခဲ့တယ်ဆိုပြီးဒေသခံတွေကဆိုပါတယ်ဒီကြောင်မတ်တီတန်တွေကစူးစီးပြောပြပေးပါမယ်တအန်းတက်စီကနေစစ်တပ်ပြန်ရပြီးနောက်ပိုင်းနိုဝင်ဘာလကောင်ကနေဒီဇင်ဘာလ6ရက်နေ့ကအထိတိုက်ပွဲ၉ချိန်ဖြစ်ခဲ့ပြီး မိုးကုတ်မြို့နောက်ပိုင်းကတက်စကန်တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစီဥစည်းအဖွဲ့ကိုဒေသရင်း PDF တွေပကဖရီနဲ့စူးစီးပြီးနိုဗ ెంబ ာလ9ရက်နေ့ကစဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စစ်တပ်ဘက်ကလည်းမြို့အပြင်ဘက်ကိုထွက်လာတာကြောင့်မိုးကုတ်မြို့ရှေ့ပိုင်းအနောက်ပိုင်းတွေမှာတိုက်ပွဲတွေဖြစ်နေပြီးမြို့ရင်းမှာတော့အသွာလာတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဒေတာဘက်ကအခြေအနေအကြောင်းဒေတာကန်တူပြောတာကိုလုံုံရေးအခြေအနေအကြောင်းအသံစာထိုးဖတ်ပြထားပါတယ်မြို့ရင်းကငိမ့်နေမြို့ပြင်ပဲမကြာခဏဆိုသလိုတိုက်ပွဲတွေကြားနေရတာဖုန်းတွေမှတ်ပုံတွေနေစစ်တယ်လီစုတွေပြစ်မှတ်ထားပြီးတော့စစ်တယ်လီစုတွေကိုအရင်ကပလောင်တွေရောက်ခေါ်ပြီးတော့တင်နှံပေးတယ်ဆိုပြီးတော့စစ်တာအခုကမုံမိတ်ဘက်လေကြောင်းကျဲတာတွေပါရှိလို့ရွှေဘုံမုံမိတ်လန်းဆိုရင်တော့ဘယ်သူမှမသွားရဲသေးဘူး မနေ့ကလည်းမိုးကုတ်မြို့နယ်မြစ်ဆုံရွာကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲခဲ့တယ်လို့စစ်တပ်နဲ့ပါလိုက်လံပစ်ခတ်တာကြောင့်ကိုဝင်းဆောင်အမျိုးသမီးနဲ့ကလေးငယ်နှစ်ဦးအပါအဝင်စစ်ဆောင်ကိုဦးသေဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါတယ်တရုတ်အကူအညီနဲ့တအားမျိုးသားလူမျိုးရေးတက်မတော် TNL ထိမ့်ချုပ်ခဲ့တဲ့မိုးမိတ်မြို့ကိုစစ်တပ်ပြန်ရပြေးနောက်ပိုင်းလေကြောင်းနဲ့ဘုံကျဲတာတွေပြုတ်လုပ်လာတာဖြစ်ပါတယ်မိုးကုတ်မိုးမိတ်မှာစစ်တပ်ကအင်အားတထောင်ကျော်ချထားပြီး မြို့ပြင်ထိပါတက်စခန်းချနိုင်မဲ့အနေအထားရှိလာလို့တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့စေရေးလစ်လာသုံးသက်သူဗိုလ်ကြီးစင်ရောကပြောပါတယ်စစ်ကောင်စီပတ်လည်ယူထားတဲ့နေရာတွေအထိပေါ့နော်တော်လိုင်းအတက်တွေကပြန်တိုက်လာရင်တော့ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်မဲ့အနေအထားမျိုးရှိတယ်ထိတွေ့တိုက်ပွဲတွေဖြစ်တိုင်းလဲ TNL ပေါ်မှာတော့ ဖီးအားကြီးကြီးမားမားသွားပြီးတက်ရောက်မှုရှိနေမယ်လို့တော့ကျွန်တော်တို့ကတော့ယူဆတယ်။ဟိုစစ်တပ်နဲ့ပြောထားတဲ့သဘောတူညီမှုအတိုင်းတော့သူတို့မှပြန်ပြီးတော့လုပ်ပေးရမယ်။တာဝန်ရှိမယ်လို့တော့ယူဆပါတယ်ဗျ။ပြည်သူ့ကာကွယ်ရေးတပ်နဲ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့မိုးကုတ်မုံမိတ်ဒေသကိုကျူးကျော်လာတဲ့စစ်အုပ်စုကိုပြည်သူနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။တော်တော်ရှင်မြတ်ခင်ဗျာ။ကျားပြန့်လုတ်တဲ့သူတွေပါဝင်လူတထောင်လောက်ရှိတဲ့မြရီတောင်ဘက်ချမ်းကမဲလပန်ခြေနေဟာ ထိုင်းမြန်မာနှစ်ဖက်လုံးကလူတွေအတွက်အလွန်စိုးရိမ်စရာကောင်းနေပြီဆိုပြီး KNU ကမနေ့ကပဲထုတ်ပြန်ပါတယ်။နှစ်ဖက်တိုက်ပွဲတွေအတွင်းလက်နက်ကြီးကြီးတွေထိုင်းဘက်ကိုကျသလိုပဲ KNU ရဲ့မြေပြင်ရဲသားအကဲဖြတ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ဒီကြောင်းမဆန္ဒဝင်ကတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU ထိန်ချုပ်ထားတဲ့မင်းလက်ပံမှာဖမ်းဆီးထိန်သိမ်းထားတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကင်သူတွေနဲ့တပ်တေကံပစ္စည်းတွေကိစ္စ လာရောက်ပူပေါင်းကြဖို့နိုင်ငံတကာကိုဖိတ်ခေါ်ထားပေမဲ့ဒီနေ့အထိဘာမှမထူးခြားသေးဘူးလို့သိရပါဗျ။မင်းလက်ပန်နေကရှွန်ဒါပတ်အွန်လိုင်းငွေလိမ်ခြံဝန်းထဲမှာ ီနေ့အထိနိုင်ငံသားတွေအပါအဝင်လူပေါင်း900ကျော်ပိတ်မိနေဆဲဖြစ်ပြီးကြားဖြန့်ယုံ9ခုကလူတွေကို KNU ကကျူးမွေးထားရတယ်လို့ပြောပါတယ်။အဲဒီမှာရှိတဲ့နိုင်ငံသားတွေဟာလည်းထိုင်းဘက်ကတဆင့်နေရက်ပြန်ဖို့မယ်ဆိုတာကိုငင်းဆန်နေကြတယ်လို့ KNU ကဆိုပါတယ်။အခုတော့တေချာထိန်သိမ်းဖို့ KNLA ကိုလွှဲပြောင်းပေးရထားပြီးဖြစ်ပါတယ်။ဒါကြောင့်မင်းလက်ပံဒေတာအခြေအနေဟာထိုင်းမြန်မာနှစ်ဖက်စလုံးကလူတွေအတွက်အလွန်စိုးရိမ်စရာအခြေအနေရောက်နေပြီလို့ KNU က စာထုတ်ပြန်ထားပါတယ်။လက်ရှိမင်းလက်ပံအခြေအနေနဲ့ပတ်သက်လို့အမည်မဖော်လိုတဲ့ KNU တာဝန်ရှိသူတယောက်ကအခုလိုပြောပါတယ်။အလုံးကတစ်ဆောင်တော့ကြည့်တယ်လေကြောက်ကြောက်ကြလူတွေနဲ့ အမေကျတဲ့ဘွားတို့အခိုင်ခိုင်လို့အားလုံးပေါ့ဗျာကျန်ပြတ်လို့တဲ့လူတွေကရေလွယ်ပုံများတော့ကျပွားကဘွားလုံးကိုညရှိတယ်လို့ပြောချင်တော့ဗျာရရရလာလို့ရှိတယ်ဟုတ်တယ်ကျန်တဲ့ပိတ်ကြတော့ငါအဲ့လမ်းမျိုးကိုပိတ်ရတယ် ီဇင်ဘာ6ရက်နေ့ကတော့နိုင်ငံသားသားယာနဲ့ချီရှိနေတဲ့ online ငွေလိမ်ခြံဝန်းနဲ့လက်နက်ကြီးကြီးကြားရောက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဆိုပါတယ်။မင်းလက်ပံဒေတာကြားဖြန့်ကိစ္စကိုပူပေါင်းပေးဖို့ KNU ဘက်ကနိုင်ငံတကာကိုတောင်းဆိုနေတဲ့အပေါ်ဒေတာကန်တယောက်ရဲ့ပြောကြားချက်ကိုသူ့ရဲ့လုံခြုံရေးအရအတန်အစားထိုးဖတ်ထားပါတယ်။ကျွန်တော်တို့အမြင်ကတော့ဗျာနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကလိန်ညာခေါ်ပြီးရောင်းစားခံရတဲ့အပိုင်းပညာရှင်တွေကတော့လောကလသာကြောင့်လာလောက်တာရှိတယ်။ အဲ့ဒါတွေကိုနိုင်ငံတကာကပြန်ခေါ်ဖို့ကလည်းနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကသူတို့နိုင်ငံကနေတရားဝင်ထွက်သွားပြီးရောက်နေရ။နောက်တစ်ပိုင်းကအမှုခင်းချာစိုးကောင်တွေရှိတယ်။အဲ့လိုဆိုတော့ထိုင်းနိုင်ငံကိုဖျက်ရမှာဆိုတော့ထိုင်းဘက်ကခေါ်ပြီးလုပ်ပေးမှရမှာဆိုတော့အစိုးရတရက်အနေနဲ့တာဝန်ယူဖို့ခက်တယ်။ကြပ်ပြန့်လုပ်ငန်းတွေရှိနေတဲ့အဲ့ဒီဒေသကိုစစ်တပ်ဖက်ကပြန်ရဖို့အပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်ပိတ်မိနေသူတွေအတွက်စိုးရိမ်စရာဖြစ်နေပြီလို့ဒေသအကြောင်းသိရှိသူတွေကပြောပါရယ်တော်တော်ရှိမြတ်ခင်ဗျာကျက်သိန်းတစ်ထောင်နဲ့ထက်ရွှေရောင်းဝယ်လို့လို့ရှင်ရင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးဖွဲ့ကို မဖြစ်မနေသတင်းပို့ရမယ်ဆိုတဲ့အချက်ပါဝင် ရွှေလုံငန်းလုပ်သူတွေလိုက်နာရန်ဆိုပြီးစီကန်းချက်တွေကိုရန်ကုန်တိုင်းရွှေရောင်းဝယ်သူများအသင်းကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ဘလို့စီမင်းသက်တွေပါလာတဲ့လေမတ်ရွှေပိုးနီကပြောပြပေးပါမယ် ရွှေရောင်းဝယ်ပြုလို့ရင်ငွေကျပ်300ကျော်ဖို့ဖြစ်ပါကမြန်မာနိုင်ငံကဗန်အားလုံးပူပေါင်းထားတဲ့ MMQR စနစ်နဲ့တောင်ငွေပေးချေဖို့နဲ့ငွေကျပ်3000ကျော်တာနဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုပါမပြတ်မကွက်တင်ပေးဖို့ရမယ်ဆိုပြီးရန်ကုန်တိုင်းဒေသကြီးရွှေရောင်းဝယ်သူများအသင်းကထုတ်ပြန်ထားပါတယ်ရွှေဆိုင် ရွှေတန့်စင်လုပ်ငန်းနဲ့ရွှေပရင်လုပ်ငန်းလုပ်ကိုင်သူတွေအားလုံးလိုက်နာရမှာဖြစ်ပြီးမလိုက်နာရင်အရေးယူမယ်လို့လည်းဆိုပါတယ်ဒါအပြင်နေစဉ်လာစဉ်အယောင်းဝယ်စည်ရင်နဲ့လက်ကျန်စည်ရင်ချုပ်ကိုတက်ဆိုင်ရာကနအူးစစ်စေးရေးအဖွဲ့စီလာစန်း9ရက်နေတိုင်းမပ ြက်မကွက်တင်ပြဖို့သတ်မှတ်ဆန်ရွှေတစ်ချက်သားကို16.32ဂရမ်နဲ့ရည်ညွှန်းစင်းနဲ့သာရောင်းဝယ်ဖို့အခွန်ထမ်းဆောင်မှုတွေလည်းပါဝင်ပါတယ်ဒီလိုအချက်လက်တွေထုတ်ပြန်တာကဘာကြောင့်ဖြစ်နိုင်ပါသလဲမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း YGEA ကတာဝန်ရှိသူတူရှင်းပြတာကနိုင်ငံရောမူဝါဒတွေပဲတက်ကနေချတော့နည်းနည်းလားခါးအဲ့ဒါတွေပဲပုံလုံးနဲ့လိုက်နာဆောင်ရမှာလိုက်နာဆောင်ရမှာရွှေဈေးနှုန်းတည်နေတယ်ရွှေဈေးကတည်နေတယ်ရွှေဈေးနှုန်းတည်နေတယ်တော့ကွာအဓိကတော့သူအချပြန်နေတောင်းကစားတွေငွေမဲတွေဒီကွက်တွေကိုစီးဝင်လာမလာအောင်ပေါ့ အဲ့အရာကိုတိကျကြည့်ရတာပေါ့ဒီလိုလုံးကြမယ်ဒေါ်လာဈေးကြမယ်ကျန်တဲ့ကုန်ပစ္စည်းအားလုံးဈေးကြသွားမယ်လက်ရှိရွှေဈေးကွက်မှာတစ်ချက်သားကို88သိန်းနီးပါးရှိနေပေမဲ့စနေဟောင်းနဲ့ စနစ်သစ်ဆိုပြီးဈေးမတူသလိုရောင်းတိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ဒီနေ့ရည်ညွှန်းဈေးကတော့ရွှေတစ်ချက်သားကို59သိန်း6000တာရှိပါတယ်။ဒါကြောင့်ရွှေဆန်ကြီးတွေကိုဖုန်းနဲ့ရွှေဈေးမရင်မဖြေတာဈေးနှမျိုးနဲ့ဘောက်ချာဖွင့်တာတွေကြုံတွေ့နေရတယ်လို့ရွှေဝယ်ခဲ့သူတွေကသူတို့အတွေ့အကြုံကို BBC ကိုပြောပြကြပါတယ်။ဒါတွေကရွှေဈေးကွက်တည်ငြိမ်မှုအတွက်အထောက်အကူဖြစ်နိုင်ပါသလား။ရွှေလုပ်ငန်းရှင်တို့ပြောပြတာကအင်းအင်းတစ်ထောင်နဲ့အထက်ဆိုရင်ပြောရမယ်ဆိုတာမတိရောက်ပါဘူး။အဲ့ဒါတကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမှာလူနေကြစနေလိုက်ရပါဘော။အဲကျွန်တော်တကယ်ပါ ဲဝင်မယ်ဗျာခတရားဝင်မယ်လက်ထောင်မပေးရဘူးသုံးသိန်းနဲ့တက်တော့တယ်ကျွန်တော်တသိန်းကိုခတရားပေးနေရတယ်လေအဲ့လိုပါပဲကျွန်တော်သင်နေဟိုပါပေါ့အခွန်ဟိုပို့တိုးလို့ကျင်တာရယ်နောက်ဒီဒီလုံးထိန်းချုပ်ကျင်တာရယ်ပေါ့နော်အဲ့ဒီကွာနဲ့ဆိုရင်လည်းအနည်းဆုံးကိုက wifi လောက်ပေးရမှာကိုသူတို့ဖြတ်မှာဆိုတော့အဲ့ဒါအဲ့ဒါလည်းဖြစ်နေတယ်အဓိကတော့အခွန်ပို့လို့ကျင်လို့ဖြစ်ဖို့များတယ် ရွှေစင်းလုံးတွေမြစ်တက်တာအခုလိုစီကန်းတွေချမှတ်တာဟာအခြေခံလူရန်းစားတွေနဲ့ဓာတ်ရိုက်မဆိုင်ဘူးလို့ထင်ရပေမဲ့ငွေကြေးဖုံးပွားနေခြင်းရွှေကိုတက်နိုင်သလောက်စူဆောင်းလူသူတွေကတော့လုံထုံးလုံနည်းတွေနဲ့တွက်ချက်မှုတွေကိုနားလေဖို့ခေရင်ပြီးရွှေစူဆောင်းဖို့ပိုအလန်းဝေးစေတယ်လို့လည်းပြောပြကြပါဗျ တနင်္ဂနွေညချမ်း BBC မြန်မာပိုင်းစီစဉ်နေဒီတင်ပြီးဆုံးပါပြီ BBC ကနားဆင်နေတဲ့ကျေးဇူးတင်ပါတယ် BBC သောတာရှင်များတဲ့ကွာမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါရှင်။